မင်္ဂလာပါ Brighter Mathematics ကနေကြိုဆိုပါရစေ။ဒီ chapter နေ့ Grade 12 Mathematics ရဲ့ Chapter 4 Vector Algebra အခန်းရဲ့အပိုင်း1ကိုဆွေးနွေးမှာဖြစ်ပါတယ်။အပိုင်း1မှာကဘာအကြောင်းအရာလေးတွေဆွေးနွေးမလဲဆိုရင် Vectors in 3 Dimensions and Standard Unit Vectors 3 Dimension ရဲ့ Vector တွေအကြောင်းရယ် Standard Unit Vector တွေအကြောင်းရယ်ဆွေးနွေးမှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ကြည့်ရအောင်။ ုတ်ပြီဒီ chapter 4အစပေါ့နော်ဒီ better algebra မှာသူကဘာပြောထားလဲဆိုရင် we have learned vectors in two dimensional rectangular coordinate system two dimensional rectangular coordinate system မှာတဲ့ vector တွေအကြောင်းကိုလေ့လာခဲ့ပြီဖြစ်တယ်တဲ့ grade level မှာ vector အကြောင်းနေသင်ပြီးသားဖြစ်တယ်ပေါ့နော်ဒါကိုပြောချင်တာဖြစ်တယ် in this chapter ဒီ chapter မှာတော့တဲ့ we will extend the system system ကိုတို့ကတိုးချဲ့လိုက်မယ်တဲ့ ဘလို့တို့ချက်မလဲဆိုတော့2 3 dimensions 2 dimension ကနေပြီးတော့တို့ဘာလို့လဲ3 dimension ကိုတို့ချက်မှာဖြစ်တယ်တဲ့ပြီးတော့ we will use betas တဲ့ beta တွေကိုသုံးမယ်တဲ့ဘာအတွက်လဲဆိုရင် to calculate angles areas or triangle and parallelogram angle တွေကိုတွက်ဖို့ရယ် triangle တွေ parallelogram တွေရဲ့ area တွေကိုတွက်ဖို့အတွက် beta တွေကိုသုံးမှာဖြစ်တယ်တဲ့ပြီးရင် we will also apply တဲ့ we will also applied betters better တွေကိုအသုံးချမယ်တဲ့ဒီနေရာမှာအသုံးချမယ်လို့ဆိုရင် two geometrical problems of lines and planes lines တွေ planes တွေရဲ့ geometric problem တွေမှာ better တွေကိုအသုံးချသွားမှာဖြစ်တယ်တဲ့ဟုတ်ပြီအဲ့ဒါဆိုတော့သူကဒီခန်းမှာ three dimension နဲ့ပတ်သက်တဲ့ better တွေအကြောင်းသင်ရမယ် angle တွေတွက်တာ angle တွေတွက်မယ် triangle area တွေတွက်မယ် navigation area တွေတွက်မယ် ပြီးရင် line stay place တွေနဲ့ပတ်သက်တဲ့ geometry ပုံစံတွေမှာဒီ vector ကိုသုံးချသွားမှာဖြစ်ပါတယ်တဲ့ဟုတ်ပြီဒါကတော့ဒီခန်းမှာသင်ရမယ့်အကြောင်းအရာကိုကြိုပြီးတော့သူကဆွေးနွေးထားတာဖြစ်တယ်။ကဲဟုတ်ပြီ vector စဉ် 3D dimension အခုက 3D dimension မှာ vector 3D dimension ရဲ့ vector တွေအကြောင်းပြောမှာဖြစ်တယ်။သူက 2D dimension မှာတော့သိခဲ့ပြီးသားဖြစ်တယ် vector ဆိုတော့ ကဲဝီ3 dimension လို့ပြောတဲ့အတွက်ကြောင့်မလို့သူက coordinate system ဆွဲတဲ့အခါမှာ x axis y axis z axis ဆိုပြီးတော့ coordinate သုံးခုဆွဲရမယ်။အဲ့ဒီ x axis သုံးခုကတစ်ခုနဲ့တစ်ခု perpendicular ဖြစ်တယ်ဒီသူတို့သုံးခုစုံတဲ့အမှတ်က origin fix point o လို့သတ်မှတ်တယ် origin လေးကိုဟုတ်ပြီဒီ coordinate သုံးခုကတစ်ခုနဲ့တစ်ခု perpendicular ဖြစ်နေတယ်ဖြစ်နေပြီးတော့ဒီဘက်ပေါ့နော်ဒီ origin ရဲ့ဒီဘက်ကိုလာရင် x ကအပန်းဟိုဘက်ကိုသွားရင်အနှုတ်တွေဖြစ်တယ် axis ကိုသူက အပြည့်မဆွဲထားဘူးလို့တကယ်တော့နှစ်ဖက်စလုံးရှိတယ်ပေါ့နော် origin ရဲ့ဘယ်ဝညာရောမှာရှိတယ်ဒီဘက်ကအပောင်းဟိုဘက်ကအနှုတ်ဝိုင်းကလည်းဒီအတိုင်းပဲဒီဘက် right side ကအပောင်းဒီဘက် left side ကိုဆက်ဆွဲရင် အနှုတ်တန်မှုတွေရှိမယ်ဇက်ကဒီအတိုင်းပဲဇက်က origin ရဲ့အပေါ်ဘက်မှာအပောင်း origin ရဲ့အောက်ဘက်မှာဇက်တန်မှုကအနှုတ်တွေဖြစ်မယ်ကဲဟုတ်ပြီဒါ chapter 3အစမှာတော့အသေးစိတ်သင်ခဲ့ပြီးသားဖြစ်တယ် coordinate တွေအကြောင်းရော system ဒီ 3 dimension နဲ့ system တိဆောက်ပုံအကြောင်းဒီစာလေးရှင်းပြထားတာဖြစ်တယ်ဒီမှာတော့အနည်းငယ်ပါးပဲပြန်ပြောတော့မှာဖြစ်တယ်။ဘာလို့ဆိုတော့ဒီဟာနဲ့ပတ်သက်လို့အသေးစိတ်ကိုသိခြင်း chapter 3ရဲ့အစဗီဒီယိုလေးတွေကြည့်ပြပါလို့ပြောချင်ပါတယ်။ကဲဟုတ်ပြီနောက်ပြီးတော့ exit တစ်ခုစီပေါ်မှာ2 dimension တော့သိခဲ့တယ်။ exit ပေါ်မှာဆိုရင် y coordinate က0 y exit ပေါ်မှာဆိုရင် x coordinate က0သူတို့ကတော့နှစ်ခုပဲရှိတာဟုတ်အခုဒီမှာ3ခုဆိုတော့ x axis ပေါ်မှာဆိုရင် y က0 z ကလည်း0 x ကလွဲရင် x axis ပေါ်မှာ သူနဲ့သက်ဆိုင်ရာ x ကလွဲရင် channel y coordinate နဲ့ z coordinate ဒီ0တွေပဲဖြစ်နေမှာဖြစ်တယ်ဆိုလိုတာကဒီ axis ပေါ်က x axis ကတခြားဘယ် point ကိုပဲကြည့်ကြည့်ကြိုက်တဲ့ point မှာဘယ် point မဆို ့ y coordinate က0ပဲ z coordinate ကလည်း0ပဲ x coordinate ကတော့တနေရာကိုတစ်မျိုးတနေရာတစ်မျိုးပြောင်းပြီးတော့ပြောင်းလဲပြီးရှိနေမှာဖြစ်တယ်။ဟုတ်ပြီဒီတိုင်းပဲ y axis ပေါ်မှာလည်း y တန်မှုတွေကတော့တနေရာကိုတစ်မျိုးတနေရာတစ်မျိုးပြောင်းပြီးတော့ရှိနေမယ်။ဒါပေမဲ့ x coordinate နဲ့ z coordinate ကမပြောင်းလဲဘူးဒီ is it တခြားကဲ base point မှာမဆို0ပဲဖြစ်မယ်။ဆဲ is it မှာလည်းဒီတိုင်းမှာပဲ ဇက်တံမိုးတွေကတော့တနေရာကိုတစ်မျိုးပြောင်းပြီးတော့ရှိနေမယ်တပွက်ကိုတစ်မျိုးတပွက်ကိုတစ်မျိုးတံမိုးတစ်မျိုးနဲ့ရှိနေမယ်ဒါပေမဲ့ x coordinate နဲ့ y coordinate ကတော့ဘယ် point မှာမစို့0ပဲဖြစ်နေမှာဖြစ်တယ်မပြောင်းလဲဘူးပြောဟုတ်ပြီအဲ့တော့ဆိုတော့ coordinate သဘောတရားကိုသိပြီပေါ့နော် ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာကြည့်မယ်တို့ကဒီ p x y ဆိုတဲ့ point လေးကိုနေရာချခြင်းတာ 8 core နဲ့1 core နဲ့7 core နဲ့3ခုလုံးပါတယ် space တွေက point လေးပေါ့နော် space ထဲမှာရှိတယ်ဒီ point လေးက exit တွေပေါ်မှာလည်းမရှိဘူး plane တွေပေါ်မှာလည်းမရှိဘူးဟိုဒီ8နဲ့ y အခု8နဲ့ y z exit တွေနဲ့တန်းနဲ့ရှိတဲ့ဘင်းကြီးလေးကိုတော့ xy plane လို့ခေါ်တယ်ဒီဘက် z နဲ့ h နဲ့တန်းနဲ့ရှိတယ်ဒီ exit နဲ့တန်းနဲ့ရှိတယ် exit နဲ့တညီတဲ့ဆွဲမဲ့ဒီညီလေးကိုတို့က x y z plane လို့ခေါ်မယ်။ z နဲ့ y နဲ့တပြင်းဒီ x နဲ့တပြင်းညီတဲ့ဆွဲထားရင် သူ့ကို wise plane လို့ခေါ်မယ်ဒီ p လေးရဲ့အဲ့ plane ဒီပေါ်မှာလည်းမရှိဘူးသူကဒီဘက်ဒီဒီအကွက်ထဲမှာရှိတယ်ဒီအကွက်ရဲ့အပေါ် space ထဲမှာရှိတာဖြစ်တယ်ဟုတ်ပြီတကယ်မလို့သူ့မှာ coordinate သုံးခုလုံးရှိတယ်ဘယ်သူမှ zero ဖြစ်မနေဘူးပေါ့နော် x coordinate ကလည်းတန်ဖိုးတစ်ခုရှိမယ် y coordinate ကလည်းတန်ဖိုးတစ်ခုရှိမယ် z coordinate ကလည်းတန်ဖိုးတစ်ခုရှိသူ့ကိုသူကနေရာချမယ်ဆိုပါသူနေရာချမယ်ဆိုရင်အရင်ဆုံးသူကတကယ်တော့သူက origin ကနေအဲ့စိစစ်က2ဆို origin ကနေသူက2ယူနေတယ်ကိုသွားရတယ် ပြီးရင် one is equal one coordinate က5ဆိုရင်ဒီကနေတို့ဆက်ပြီးတော့5 unit y is နဲ့အပြိုင်သွားမယ်ပြီးရင် z coordinate က7ဆိုရင်ဒီကနေ z ကို z is နဲ့အပြိုင်တို့က7 unit ထောင်လိုက်ရင်အဲ့ဒီ point လေးကိုရောက်သွားမှာဖြစ်တယ်အခုလည်းဒီတိုင်းပဲ x y z ဆိုတော့ x is တခြားတို့က x unit လာလိုက်တယ်ပြီးရင် y is နဲ့အပြိုင် y unit လာလိုက်တယ်ပြီးရင် Z axis နဲ့အပြိုင် Z unit လာလိုက်တယ်အဲ့တော့ xyz ဆိုတဲ့ point လေးကိုရောက်သွားတာဖြစ်တယ်နောက်ပြီးအဲ့တော့သူ့ရဲ့လမ်းကြောင်းပေါ့နော် x axis မှာဘယ်နှ unit လဲ y axis နဲ့အပြိုင်ကဘယ်နှ unit လဲ Z axis နဲ့အပြိုင်ကဘယ်နှ unit လဲအဲ့တော့တို့က x axis နဲ့ y axis ကိုအရင်ဆုံလိုက် ဆုံလိုက်ရင်အဲ့ဒီ point လေးက x coordinate ကဒီမှာ x y coordinate က y z coordinate ကတော့ဒီမှာ origin နဲ့တန်းတန်းနဲ့ဆိုတော့0 original တတန်းနဲ့ဇီရိုအပေါ်တက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 ်သွားရင်သူ့တန်မိုးတွေရှိရှိသွားမှာဖြစ်တယ်ဇက်အစင်းနဲ့အပြန်ဆွဲလိုက်ဇက်တန်မိုးတွေကပြောင်းသွားမယ်ဒီမှာဇီရိုဒီကျပေါ်ရောက်တော့ဇက်ဖြစ်သွားမယ်ဟုတ်ပြီအဲ့တော့အဲ့ဒီ point လေးကိုရတာဖြစ်တယ်ဒီ point လေးကိုရဖို့ဆိုရင်ဘယ်ဟိုပဲအရင်ရွတ်ရွတ်ရတယ် y is in နဲ့ y is in နံပါတ်မှာ y unit ဆွဲမယ်ပြီးရင်ဇက်အစင်းနဲ့အပြန်ဇက် unit ထောင်းလိုက်မယ်ပြီးရင်အိတ်စိတ်စင်းနဲ့အပြန်အိတ်စီ unit ဒီဘက်ကိုပြန်လာရင်ဒီဟိုပဲရောက်မှာပဲ အဲ့တော့ဘေးကနေဘယ်ဟိုဘယ် why is it ကိုအရင်ဆွဲဆွဲစေးစေးအရင်ဆွဲဆွဲ x x ကိုအရင်ဆွဲဆွဲရတယ်ဒီမှာစုံမက်ကလည်းဒီလိုပဲ x နဲ့ y နဲ့စုံပြီးမှ z unit ထောင်လိုက်လို့ရတယ်လို့ x နဲ့ z နဲ့ဒီမှာစုံပြီးမှ y unit ဒီလိုဆွဲလိုက်လို့လည်းရတယ်နောက် y နဲ့ z နဲ့ဒီမှာစုံပြီးမှ x unit ဆွဲလိုက်ရင်လည်းရတယ်ဒီနေရာကိုပဲရောက်မှာဖြစ်တယ်အဲ့တော့ test ထဲမှာတော့သူက box ကလေးနဲ့ပြတာပေါ့နော်ဒီလို box ကလေးနဲ့ပြတာ box နဲ့ကပို့ပြီးတော့ နားလဲရခက်တယ်ခொနကလိုမျိုးရှင်းရှင်းလင်းလင်းဒီ H unit H နဲ့ Y နဲ့အရင်ဆုံးလိုက်ပြီးရင်အပေါ်ကနေအပေါ်ကို Z unit ထောင်တက်သွားလိုက်အဲဒါဆိုအဲ့ point ကိုရောက်အဲ့တော့ coordinate နေရာချတာလေးကိုဒါအနည်းငယ်ပြန်ပြောတာဖြစ်တယ်ဟုတ်ပြီသူကဒီမှာမပြောတာလဲ in the plane plane မှာတော့ plane ဆိုတာ two dimension ကိုပြောတာ plane မှာတော့ကတဲ့ each point is associated with an aura pair or real numbers each point point 9 point 9 and point ttu is associated ဖွဲ့စည်းထားတယ် with an aura pair of real number real number လေးတွေပါတယ် aura pair လေးနဲ့သူရေးခဲ့တယ်ပေါ့ပြောမယ်ဆို x, y ဆိုပြီးတော့ aura pair လေးနဲ့ရေးခဲ့တယ် in space ဒီ3 dimension ဒီ space မှာဆိုရင်3 dimension ကို space လို့ခေါ်မှာနော် in space space မှာဆိုရင်ね each point is associated with an aura triple or real numbers space မှာကြတော့ point တစ်ခုကိုမအားလို့လဲဆိုရင် aura triple လေးနဲ့ ဖွဲ့စည်းထားတယ်။အဲ့ဒီ oral triple မှာပါတဲ့ဓလုံးစီရပါလေးကြီးလေ real number လေးကြီးဖြစ်တယ်။ဒီ x, y, z ကိုဘာလို့ခေါ်တာလဲဆိုရင် oral triple လို့ခေါ်တာ။ခဏန်းသုံးလုံးပါလို့။အဲ့ဒီခဏန်းဓလုံးစီရပါလေးကြီးလေဆို real number လေးကြီးဖြစ်တယ်။ real number ဆိုရင်အပေါင်းလည်းဖြစ်နိုင်တယ်၊အနှုတ်လည်းဖြစ်နိုင်တယ်၊ဂိမ်းပြေလည်းဖြစ်နိုင်တယ်၊ဘိုင်းဂိမ်းလည်းဖြစ်နိုင်တယ်၊တသမဂိမ်းလည်းဖြစ်နိုင်တယ်။အဲ့ဒါကိုသိရမှာဖြစ်တယ်။ဟုတ်ပြီ a point b is space တဲ့ space ရဲ့ point b p ဆိုတဲ့ point လေးတခုကိုတဲ့ is determine ဆုံးဖြတ်မယ်တဲ့ buy and aura triple xyz xyz ဆိုရဲ aura triple လေးနဲ့သူ့ကိုတက်မှတ်မယ်ပေါ့နော် p ဆိုရဲ point လေးကိုအဲ့မှာပါတဲ့ xyz တည်းက aura triple orient number ဖြစ်မယ်တဲ့ s show in the diagram p ဆိုရဲ point လေးကို xyz ဆိုပြီးတော့ aura triple လေးနဲ့သူကတက်မှတ်နိုင်တယ်အဲ့ဒီ xyz တည်းကိုဘာလို့ခေါ်လဲဆိုရင် p ရဲ့ coordinates တွေလို့ခေါ်မယ်တဲ့ p point point တစ်ခုမှာ coordinate ဘယ်နှခုရှိလဲဆိုရင်၃ခုရှိမယ် x coordinate ရှေ့ဆုံးက x coordinate အလယ်က y coordinate နောက်က z coordinate လို့ခေါ်မှာဖြစ်တယ် coordinate point နိုင်ပွိုင်းနိုင်မှာ coordinate ၃ခုရှိတယ် plane မှာတော့ coordinate က၂ခု x coordinate နဲ့ y coordinate ပဲရှိမှာဒီ space မှာဆိုရင် point နိုင်ပွိုင်းနိုင်မှာ coordinate ၃ခုရှိတယ် x coordinate y coordinate z coordinate ဟုတ်ပြီအဲ့ဒါဆိုရင်ဒါလေးကိုပြန်ပြီးတော့မှတ်မိမယ်လို့ထင်ပါတယ်ပွိုင်းလေးတွေအကြောင်းကဲဟုတ်ပြီနောက်တစ်ခုကြွားရအောင် ဟုတ်ပြီအဲ့တော့ point လေးတွေတို့နေရာချတဲ့ example လေးကိုအခုတွေ့ရမှာဖြစ်တယ်။အဲ့တော့ဒီ A ဆိုတဲ့ point လေးရဲ့ B ဆိုတဲ့ point လေးရဲ့ C ဆိုတဲ့ point လေးကို illustrate သူကဖော်ပြပေးပါတဲ့သူရဲ့တည်နေရာကိုဖော်ပြခိုင်းတယ်။အဲ့တော့ဆိုတော့ order triple တွေဖြစ်တဲ့အတွက်ကြောင့်ဒီကောင်နေသည် space ထဲမှာရှိတယ်။ space ထဲမှာရှိတဲ့အတွက်ကြောင့်တို့ကသူတို့သူတို့သူ့ကိုနေရာချရင် 3-dimension coordinate system မှာနေရာချရမှာဖြစ်တယ်။အဲဒါကြောင့်တို့ကလက်ဘက် A အတွက် ဂျိုင်မီရှင်၃ခုပါတယ် coordinate system ကိုဆွဲလိုက်တယ် axis yaz ဒါလေးက axis ဒါလေးက yaz ဒါလေးက zaz သူတို့၃ခုကတစ်ခုနဲ့တစ်ခုအပြန်အလှန်တောင်းပန်ကြတယ်သူတို့စုံတဲ့ point ကို fix point origin o လို့သတ်မှတ်မယ်ဟုတ်ပြီအဲ့တော့ဆိုတော့ဒီ point လေးက030ဆိုတော့ a ဆိုတဲ့ point လေးကဒီမှာ x coordinate က0 z coordinate 0 y coordinate တန်ဖိုးပဲရှိအောင်လို့သူဒီ ဒါ8 zip ပေါ်မှာရှိတယ်ဘယ် zip ပေါ်မှာလဲဆိုရင် y 8 zip ပေါ်မှာရှိတယ် x က0 z က0ဆိုတော့ y 8ပေါ်က3 unit ဆိုတဲ့နေရာလေးမှာရှိတဲ့ point လေးဖြစ်တယ်အဲ့တော့1 2 3ဒီနေရာမှာရှိမယ်နော်အဲ A ဆိုတဲ့ point လေးอ่ะဒီ point လေးဒီမှာရှိမယ်ဟုတ်ပြီအဲ့ဒါဆိုသူ့ကိုသူကဖော်ပြပေးလိုက်တာပေါ့နော် A 0 3 0ဆိုတဲ့ point လေးอ่ะဒါဖြစ်ပါတယ်ဆိုပြီးတော့သူကဖော်ပြလိုက်မယ် ဟုတ်ပြီနံပါတ် B B မှာလည်းဒီလိုပဲ order triple ဖြစ်တဲ့တွေကြောင့်ဒီ B ဆိုတဲ့ point ဟာ space ထဲမှာရှိမယ်အဲ့တော့ 3dimension နဲ့ coordinate system လို့ဆွဲလိုက်မယ်ဟုတ်ပြီသူသူ point ကကြတော့ x axis y axis z axis origin ကို O လို့နာမည်ရေးမယ်ဒါလေးတွေအပြည့်စုံရေးပြီးသွားပြီဆိုမှနေရာချဖို့စဉ်းစားမယ်ဟုတ်ပြီဒီမှာ coordinate ကလေးတွေ point လေးတွေနေရာချဖို့အတွက် unit ကလေးတွေဆွဲလိုက်မယ်နော်ဟုတ်ပြီသူကကြတော့ x coordinate က4 y coordinate က0 z coordinate က2ဟုတ်ပြီအဲဆိုရင် तू က y coordinate 0ဆိုတော့ तू ကဘာမှရှိမလဲဆိုဒီ x plane ပေါ်မှာရှိမလဲ y tan မူက0ဖြစ်နေအဲ့ဒါဆိုရင် x plane ပေါ်က x coordinate 4နဲ့ z coordinate 2နဲ့စုံတဲ့နေရာ x x ပေါ်က4နဲ့ y x ပေါ်က2နဲ့စုံတဲ့နေရာမှာရှိအဲဒီဟာလေးက x plane နေဖြစ်တယ်။ x plane ပေါ်မှာရှိမယ်ဒီ point လေး။ဟုတ်ပြီအဲ့ဒါဆိုဒီ point လေးက 4,0,2ဆိုတော့ b point လေးဖြစ်မယ်ဒီ point လေးอ่ะเนาะဟုတ်ပြီအဲ့တော့ဒို့က b ဆိုတော့ point ကို illustrate ဖော်ပြလို့ပြီးသွားပြီဟုတ်ပြီအဲ့တော့ c point လေးကိုတို့ဖော်ပြရအောင်အဲ့လိုပဲ coordinate system လေးဆွဲလိုက်မယ် order triple မို့လို့ space 3 dimension လေးဆွဲလိုက်တယ် a စိစိ y စိစိ z တိနာမည်ပေးလိုက်တယ်ဟုတ်ပြီပြီးရင် तू อ่ะ तू อ่ะကြတော့0မဖြစ်ဘူး0ပါတဲ့ဟာအဲတော့ coordinate ၃ခုလုံးက0မပါဘူး တော့ x coordinate က negative 1ရယ် y coordinate က2ရယ် z coordinate 2ရယ်အဲ့ဒီသုံးခုစုံတဲ့ point တွေကိုဆွဲရမှာဖြစ်တယ် x is ပေါ်မှာ negative 1ဆိုတော့0ရဲ့အဓိပ္ပာယ်အချင်းမှရှိမယ်။ x is ပေါ် negative 1 y is ပေါ်က2 z is ပေါ်က2အဲအဲ့ဒီသုံးခုစုံတဲ့ point ကိုတို့ကဆွဲရမှာဖြစ်တယ်။ဟုတ်ပြီအဲ့ဒါဆိုတို့ခုနကပြောခဲ့သလို x is နဲ့ y is စုံတဲ့ point လေးကိုအရင်ဆွဲပြီးတော့မှအပေါ်ကို z is နဲ့အပြိုင်ထောင်လိုက်မယ်နှစ်ယူနှစ် ဟုတ်ပြီအဲဆို negative 1နဲ့2နဲ့စုံတဲ့ point လေးဒီ point လေးကဘာဖြစ်မလဲ negative 1 comma 2 comma 0ဆိုတဲ့ point လေးဖြစ်ဘာလို့ဆိုတော့သူဒီ exact plane ပေါ်မှာ origin နဲ့တန်းနဲ့မို့လို့ z coordinate က0ဖြစ်နေတယ်အပေါ်ကို2 unit ထောင်လိုက်မှ z coordinate 2ဖြစ်သွားမယ်1 unit ထောင်လိုက်ရင် z coordinate 1ဖြစ်သွားမယ်ဟုတ်ပါ z ရေးစင်းနဲ့အပြိုင်ဆုံး z coordinate တွေကပြောင်းသွားကဲဟုတ်တော့သူက2ကိုရောက်ချင်တာဆိုတော့ တူးယူနင်းဒီတူးယူနင်းနဲ့အညီထောင်လိုက်မယ်ဒီတူးယူနင်းနဲ့အညီဇက်အစင်းနဲ့အပြိုင်ထောင်လိုက်ဟုတ်ပြီအဲဆိုဇီဒီမှာဇီတို့ဒီမှာတူးဖြစ်သွားပြီဇက် coordinate အဲ့တော့အဲ့ point လေးက negative 1 comma 2 comma 2ဆိုရဲ c point လေးကိုဖော်ပြပေးတာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ဒါဆိုတော့ coordinate point လေးနေနေရာချတာကိုနည်းနည်းပြန်ပြောတာပေါ့နော်အသေးစိတ်ကတော့ chapter 3အစမှာသွားကြည့်ပေးပါလုံးဝပြည့်စုံစုံလေးပြောပြပေးထားပါတယ် ကဲဟုတ်ပြီအဲ့တော့နောက်ခေါင်းစဉ်လေးတစ်ခုသွားမယ်နောက်ခေါင်းစဉ်လေးက standard unit vectors in 3 dimensions တဲ့ standard unit vectors လေးတွေအကြောင်းပြောမှာဖြစ်တယ်3 dimension မှာဟုတ်ပြီ3 dimension လို့ပြောလိုက်တော့ x x y z z z အသုံးခုစုံတဲ့အမှတ်က၃ခုတောင်းမှန်ကြနေတယ်အပြန်လန်တောင်းမှန်ကြပြီးစုံနေတဲ့အမှတ်ကို origin o လို့ထားတယ်ဟုတ်ပြီ unit vector လို့ပြောတာဒီ unit ဆိုတာ1 unit ရှိတဲ့ vector ကိုပြောတာ အဲ့တော့ unit x axis ပေါ်မှာဒါ unit x coordinate 1 minus က0ဒီမှာဆိုရင် y coordinate က1 x coordinate က0ဒီမှာ z coordinate 1ရှိတယ် z axis ပေါ်မှာကျန်တဲ့နှစ်ခုက0အဲ့ဒါဒါတယူနစ်စီအလျားရှိတယ် origin ကနေတိုင်းဟုတ်ပြီအဲ့ဒီအဲ့ဒီအဲ့ဒီထိဆွဲထားတဲ့ vector လေးတွေကိုဒီက unit vector လို့ခေါ်မှာဖြစ်တယ်ဒီအပြာရောင်လေးက x axis တခြား unit vector ခရမ်းရောင်လေးက y axis တခြား unit vector အစိမ်းရောင်လေးက z axis တခြား unit vector လေးဖြစ်တယ် ဟုတ်ပြီသူတို့နာမည်လေးတွေဘယ်လိုခေါ်မလဲဆိုရင်အိုင်ကဲ၊ဂျေကဲ၊ကေကဲလို့နာမည်ပေးမှဖြစ်တယ်။ဟုတ်ပြီအဲဒါဆိုအိုင်ကဲကလေးကသူ့ရဲ့အလျားတယူနစ်ရှိတယ်။ဒါရိုက်ရှင်က positive acid direction ရှိတယ်။တကယ်လို့ဟိုဘက်ကိုပြန်သွားဟိုဘက်ကိုညှားဦးလဲလိုက်ရင် negative ion ကဖြစ်သွားမယ်တယူနစ်။ဟိုဘက်ကိုတယူနစ်ညှားထိုးလိုက်ရင် negative ion ကဒီမှာလဲ J ကကဒီဘက်ကိုတယူနစ်ညှားထိုးလိုက်ရင် negative J ကဒီ K ကလည်းဒီအောက်ဘက်ကိုတယူနစ်ညှားပြန်လဲထိုးလိုက်ရင် negative key gap ဖြစ်သွားမယ်เนาะ direction ဆန့်ကျင်သွားရင်ဘက်တာမှာက magnitude or direction တစ်ခုလုံးကိုစဉ်းစားရတယ်တယူနေချင်းတော့တူတယ်မြားကောင်းကဒီဘက်ကိုဆန့်ကျင်ဘက်ကိုထိုးလိုက်ရင်သူ့ရဲ့ direction ကပြောင်းသွားတဲ့အတွက်ကြောင့် negative ဖြစ်သွားမယ်ဟုတ်ပြီအဲ့အရာလေးတွေကိုသူကစာလေးနဲ့ရေးပြထားတယ်။ I get is called the unit better along the 8 8 6အဲ့တော့ I get ကို8 8 6တခြား unit better လို့ခေါ်ပါတယ်တဲ့ its magnitude has 1 unit သူ့ရဲ့ပမာဏက1 unit ရှိပါတယ်တဲ့ and its direction is in the positive x axis သူ့ရဲ့ direction ကတော့ positive x axis direction အတိုင်းပါပဲတဲ့နောက်ဂျေကက်ကလည်းဒီတိုင်းပါတယ်ဂျေကက်ကို y axis တခြား unit vector လို့ခေါ်တယ်သူ့ရဲ့ပမာဏ its magnitude has 1 unit and its direction is in the positive y axis ဖြစ်ပါတယ်တဲ့သူကကြာ magnitude ဆိုတာဘာကိုပြောတာလဲဆိုရင်သူတို့ရဲ့အလျားကိုပြောတာ ပမာဏဆိုတာတကယ်တော့အဲ့ဒီဘက်တာလေးရဲ့ဘလောက်ရှိလဲဆိုတော့အလျားလေးကိုပြောတာဖြစ်တယ်။သူ့ရဲ့အလျားတယူနစ်ရှိတယ်။သူ့ရဲ့ direction က positive သူ့ရဲ့ direction က positive positive 1 AC အတိုင်းရှိမှဖြစ်တယ်။ဟုတ်ပြီ။ KK ကလည်းဒီအတိုင်းပဲ KK ကို Z AC တခြားက unit beta လို့ခေါ်တယ်။သူ့ရဲ့ magnitude ကတယူနစ်ရှိရဲသူ့ရဲ့ direction က positive z axis အတိုင်းဖြစ်တယ်။ဟုတ်ပြီ the unit better i get jgk can be expressed as shown better column better the unit better i get jgk ကလေးတွေကိုတဲ့အဲ can be expressed ဖော်ပြနိုင်တယ် as column better column better တွေအဖြစ်ဖော်ပြနိုင်ပါတယ်တဲ့ ဟုတ်ပြီ angle ကိုတို့က100ဆိုပြီးတော့ column better လေးနဲ့ရေးတယ်ဒါကို column better လို့ခေါ်တယ် better ကိုပေါ်ပြတာဒီလို angle ခြေခဲခြေခဲဆိုတဲ့ better ပုံစံနဲ့ပေါ်ပြတယ်လို့ဒီလို column better matrix ပုံစံနဲ့လည်းပေါ်ပြနိုင်တယ် better ကိုပေါ်ပြနည်းပုံစံတစ်မျိုးပေါ့နော် column matrix matrix column ပုံစံနဲ့ပေါ်ပြတယ်သူ့ရဲ့ coordinate ကို သိတယ်ဆိုရင်သူ့ရဲ့ column better ကိုတို့ရေးနိုင်တယ် angle က coordinate က100ဆိုရင် သူ့ရဲ့ column vector လေးက100ရေကက်ကြတော့010ဖြစ်မှာပေါ့ k ကက်က001ဖြစ်သူတို့ရဲ့ coordinate အဲ့ point တွေရဲ့ coordinate ကိုသိရင်သူတို့ရဲ့ vector ပုံစံလေးကိုသူကရေးနိုင်မှာဖြစ်တယ်ဟုတ်ပြီအဲ့ဒါဆိုတော့ unit vector ဆိုတဲ့အကြောင်းလေးကိုသိပြီထင်ပါတယ် x စီစီတခြားက unit vector ကိုအိုင်ကက်နဲ့ရေးမယ် y စီစီတခြားက unit vector ကိုခြေကက်နဲ့ရေးမယ် ဆဲအစီတခြား unit vector လေးကို kk နဲ့ရေးမယ်သူတို့ column vector အနေနဲ့100 0 0 0 1 0 0 0 1ဆိုပြီးတော့သူတို့ကပေါ်ပြနိုင်တယ်ဟုတ်ပြီအဲဆိုရင်သူတို့ခေါ်တဲ့အခေါ်ဟောလည်းတည်ပြီ vector ပုံစံနဲ့ဘယ်လိုရေးမလဲဆိုတာလည်းဒါလည်း column vector လို့ခေါ်မယ်နော် column vector နဲ့လည်းဘယ်လိုရေးလဲဆိုတာလည်းတည်ပြီ magnitude iteration တွေလည်းတည်ပြီဟုတ်ပြီအဲဒါဆိုရင်တော့ standard unit vector ဆိုတာကိုနားလည်မယ်လို့ထင်ပါတယ်ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲဒီခေါင်းစဉ်နှစ်ခုပါပဲ ဲ့ဒါဆိုတော့နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်